ဒါမှဖြစ်သူစီစဉ်ပေးတဲ့ဝတ်စုံကြောင့်စွပြစ်ဒီဇင်ရဲ့တဘောထားကိုဖွင့်ဟလာတဲ့ဒီဇိုင်နာရတူဗိတ်တမရှင်ဒီဇိုင်နာရတူကစွပြစ်ဒီဇင်ရဲ့တစ်ဆောက်ပင်တောင်းတဲ့ဝတ်စုံကိုစီစဉ်ပေးထားခဲ့တဲ့ဒီဇိုင်နာပဲဖြစ်ပါတယ်။ဟေးဝင်ရန်ကစွပြစ်ဒီဇင်ကိုတစ်ထပ်ခွင့်တောင်းတဲ့အချိန်မှာ supply တိုက်ခဲ့တာဖြစ်ပါတယ်။စွပြစ်ဒီဇင်ကိုမတိအောင်စီစဉ်ထားတာဖြစ်ပြီးဝတ်ဆောင်ကအစားဒီဇိုင်နာကတိတ်တကိုးလေးစီစဉ်ပေးထားတာပါ။ဒီဘက်ကလုတ်ပေးခြင်းလို့မဟုတ်ပဲ ဟင်းဝင်ရဲ့ညီမအဲလာရွှေစင်က ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။အဲလာကဆိုပြတဲ့စင်မသိအောင်ဒီဇိုင်နာရတုနဲ့ခိုးပြီးစီစဉ်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းသူအများကဆိုပြတဲ့စင်ကိုလက်ထောက်ခွင့်တောင်းတဲ့ဝတ်စုံကိုမလှဘူးလို့ဝေဖန်နေကြတာဖြစ်ပါတယ်။လက်ထောက်ခွင့်တောင်းခံရတဲ့အချိန်မှာဝတ်စုံကဒီထက်ပိုလှနေတင်တာလို့ပါ ပြောဆိုနေကြတာပါ။အပြင်းထန်ဝေဖန်ခံနေရတဲ့အတွက်ဒီဇိုင်နာရတုကအင်တာဗျူးကနေဖွင့်ဟလာတာပါ။ဒီဇိုင်နာရတုကဒီဝတ်စုံကိုလူအများကဝေဖန်နေကြပေမဲ့ ဆိုပြတဲ့စဉ်ကတော့အရန်ကိုကြိုက်နေတာလို့ဖွင့်ဟထားပါတယ်။ဆိုပြတဲ့စဉ်ကဝတ်စုံကိုမြင်လိုက်တဲ့အချိန်မှာအတော်လေးကိုကြိုက်နေခဲ့တာပါ။သူနဲ့လိုက်တဲ့လို့ခံစားနေရကြအောင်ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။အထယ်ကိုအသက်ဟင်းဝင်ရရဲ့ညီမအလာရွှေစင်ကလည်းဝတ်စုံကိုအတော်လေးကိုကြိုက်တယ်လို့ဖွင့်ဟထားတာဖြစ်ပါတယ်။ဒါကြောင့်မို့အလာကလည်းကြိုက်တဲ့အပြင်သူပြက်ကလည်းကြိုက်တဲ့အတွက်သူအတွက်တော့ဝေဖန်တာခရူးဆိုင်စီရမလို့ဘူးလို့ဆိုလာတာပါ။ရှုံနေတဲ့အချိန်တုန်းကလည်းဝတ်စုံကို အဲလာစိတ်ကြိုက်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဆိုပြတဲ့စဉ်နဲ့လိုက်အောင်အဲလာကလည်းတစ်ခုပြီးတစ်ခုပြင်ခိုင်းထားတာဖြစ်ပါတယ်။အဆိုပါဝတ်စုံကို၃ရက်တည်းနဲ့ပြီးဒီဇိုင်နာပေါင်းအယောက်30နဲ့ပြီးအောင်ရှုပ်ထားရတာဖြစ်ပါတယ်။ဒါပြင်ဆိုပြတဲ့စဉ်ကိုပရိသတ်တွေတစ်ခါမှမမြင်ဘူးတဲ့ဝတ်စုံနဲ့မြင်စေရှင်လို့စီစဉ်ခဲ့တာပါ။ဆိုပြတဲ့စဉ်နဲ့လိုက်တဲ့ဆိုပြီးမိသားစုတွေအားလုံးကလည်းသဘောကျနေကြတာဖြစ်ပါတယ်။ဆိုပြတဲ့စဉ်ကရင်းရင်းလေးနေတတ်သူဖြစ်တဲ့အတွက် သူဝဆောင်ကြောင့်ရင်တွားတာမျိုးလည်းမဖြစ်စေချင်ပါဘူး။ဒါကြောင့်မို့တခြားခရူးဆိုင်ကပြင်ဆင်ခိုင်းထားတာဖြစ်ပါတယ်။ဗလင်းရှင်တဲ့သူတွေကစွပ်ဗလင်းကြတာလို့ဆိုနေကြတာပါ။စွပ်ပြတဲ့စင်ရဲ့ဝဆောင်ကိုဒါဗလင်းကြတာမျိုးမဟုတ်ပဲခန္ဓာကိုယ်အရှိုးစားကိုလည်းပြောနေကြတာဖြစ်ပါတယ်။ခန္ဓာကိုယ်အရှိုးစားကမလှတဲ့အတွက်မလိုက်ဖက်ဘူးလို့ပြောဆိုခံနေရတာဖြစ်ပါတယ်။စွပ်ပြတဲ့စင်ကတိမ်ပေါင်း3000တန်တာနဲ့ပထမလူဆိုကြီးနဲ့တင်တောင်းခံရတဲ့အတွက်တကယ်ဆိုအားကျခံရမှာဖြစ်ပါတယ်။ အဲ့မှာလည်းတော်တော်များများကအစိုးပြတစဉ်ကိုမနာလိုတဲ့စိတ်နဲ့ဝေဖန်နေကြတာဖြစ်တယ်လို့ဒီဇိုင်နာ YouTube ကပြောပြလာခဲ့ပါတယ်။ဒီဇိုင်နာ YouTube ကတော့သူ့ဘက်ကအတင်းတောင်းဆိုတာမျိုးလည်းမဟုတ်တဲ့အတွက်ဝေဖန်ခံရတဲ့အပေါ်စိတ်ထဲမထားပါဘူး။ဒါအပြင်အစိုးပြတစဉ်အတွက်အခုချိန်မှာဝတ်စုံကိုစီစဉ်ပေးတာမျိုးမဟုတ်ပါဘူး။အစိုးပြတစဉ်အတွက်ပွဲတည်တိုင်းဝတ်စုံတွေကိုဒီဇိုင်နာ YouTube ကအမြဲတမ်းစီစဉ်ပေးနေတာဖြစ်ပါတယ်။အစိုးပြတစဉ်ကိုချုပ်ပေးတိုင်းအမြဲတမ်းကြိုက်တာမို့ဒီဇိုင်နာ YouTube ကလည်းယုံကြည်မှုရှိပါတယ်။ဒေတာတွေတင်မဟုတ်ပဲ အနည်းပညာရှင်တွေကြားထဲမှာလည်းဒီဇိုင်နာယတုကိုဝေဖန်တဲ့လူတွေလည်းရှိပါတယ်။ဘဒုကမှခရူးမဆိုင်ပဲသုပြည့်တဲ့စင်ရဲ့မင်္ဂလာပွဲအတွက်ထပ်ပြီးတော့ပံပိုးပေးအောင်မှဖြစ်ပါတယ်။သုပြည့်တဲ့စင်ရဲ့ဝတ်ဆောင်ကိုဖန်တီးပေးတဲ့ဒီဇိုင်နာယတုအပေါ်ပေးတဲ့တို့ရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်။အဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။